မင်္ဂလာပါခင်ဗျာကျွန်တော်အခုပြသပေးမှာကတော့ကျူအာကုတ်ကိုသုံးပြီးတော့တေဘယ်တွေမှာအော်ရာမာရာလေးပဲဖြစ်ပါတယ် setting လေးကတော့ setting တွေကိုသွားမယ် dine တွေကိုသွားပါမယ် open table ကိုသွားပါမယ် open table မှာ internet move ကို land move ဖြစ်နေခဲ့ရင် online move ချိန်ပါမယ်ခင်ဗျာ online move ချိန်တာဖြစ်တဲ့အတွက်ဒီ customer တွေကနေပြီးတော့စပွဲကုန်မှာရှိတဲ့ကျူအာကုတ်လေးတွေကို scan ဖတ်ပြီး order တင်လိုက်တဲ့အခါဒီ ကျွန်တော်တို့ရဲ့ဒီ POS site ထဲကိုရောက်ရှိလာမှာဖြစ်ပါတယ်ယခုကဲဆို online မှုဖြင့်အသုံးပြုနေတာဖြစ်တဲ့အချိန်မှာ internet connection လေးတွေတော့ကောင်းဖို့လိုပါတယ်ခင်ဗျာအဲ့တော့ယခု feature လေးကိုအသုံးပြုဖို့အတွက်မိမိ computer က LAN မှုဖြစ်နေခဲ့ရင် online မှုလေးကိုပြောင်းပေးပါခင်ဗျာပြီးရင်ဒီဟာ save လေးကိုနှိပ်ပေးပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဒုတိယအဆင့်အနေနဲ့ scan order လေးကိုသွားပါမယ် scan order လေးမှာ 1 table 1 to r 1 table 1 to r ဆိုတဲ့ feature လေးရှိပါတယ်ဒီ1 table 1 1 table 1 to r ဆိုတဲ့ feature လေးတွေကိုဝင်လိုက်ပြီးတော့ export ကြလေးနှိပ်ပါမယ်အဲ့လိုနှိပ်လိုက်တဲ့အခါမှာယခုလိုမျိုး sticker လေးတွေ့ရမှာဖြစ်ပါတယ်ဒီ sticker တွေကိုပေါ့ကျွန်တော်တို့ site မှာရှိသမျှ table တွေအတွက်ကို sticker တွေကိုယူခြင်းနဲ့ဆိုလို့ရှိရင်ဒီ sticker တွေကို batch export ဆိုပြီးနှိပ်လိုက်ပြီးတော့ကျွန်တော်တို့ email လေးနှိပ်ပြီးတော့ဒီ email လေးမှာ ိုယ့်ရဲ့ email လေးရိုက်ပြီးတော့ send ဆိုတာလေးနှိပ်လိုက်ရင်ဒီ sticker ထုတ်လို့ရတဲ့ file လေးတွေရောက်လာမှာဖြစ်ပါတယ်အဲ့ file လေးတွေကို sticker ထုတ်ပြီးတော့ sticker ထုတ်ပြီးတော့စပွဲမှာကတ်ထားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုဒီ table လေးတွေကိုကျွန်တော်တို့ scan ဖတ်ပြီး order မာရာလေးကိုစမ်းသပ်ပြပါမယ်ခင်ဗျာ scan ဖတ်လိုက်ပြီးတဲ့အခါမှာ order မှာဘုလောက်ဆောင်ပါမယ်ဟင်ပွဲ menu လေးတွေရှိပါတယ်ခင်ဗျာ င်းပွဲမင်နျူလေးတွေရွေးချယ်ပါမယ်ပြီးတဲ့အခါ order တင်ပါမယ်ခင်ဗျာ we get a new message order တင်လိုက်တဲ့အခါမှာဒီ POS ဆက်မှာ order ဆိုတဲ့နေရာမှာယခုပြန်ဆို table 1ရဲ့ notification လေးတက်လာပါတယ်အဲဒီတော့ table 1မှာဒီ hint လေးတွေကိုမှားပါတယ်ခင်ဗျာ ဒီဟင်းလေးတွေကိုကျွန်တော်တို့က receive လေးကိုနှိပ်ပြီးတော့လက်ခံလိုက်ပါမယ်အဲ့လိုလက်ခံလိုက်တဲ့အခါမှာ table 1ရဲ့အောက်ထဲကိုဒီဟင်းပွဲလေးတွေကဝင်သွားပါပြီခင်ဗျာကျွန်တော်တို့ဟင်းပွဲလေးတွေထပ်မှကြည့်ပါဦးမယ် we get a new message ထပ်ပြီး order တင်လိုက်ပါပြီတင်လိုက်တဲ့ order လေးတွေကထပ်ပြီးတော့ဒီနေရာထဲကိုရောက်လာပါပြီအဲ့ဒါလေးကို receive နှိပ်ပါမယ် receive နှိပ်လိုက်တဲ့အခါမှာ table 1လေးကိုရောက်သွားပါတယ်ခင်ဗျာကျွန်တော်တို့ငွေရှင်းတော့မယ်ဆိုရင်ဒီ checkout လေးကိုနှိပ်မယ်ပြီးရင် finish လေးကိုနှိပ်ပြီးငွေရှင်းလို့ရပါပြီခင်ဗျာ